Hello ဒီနေ့ viewer မှာ ပြောပြမှာကြတော့ speaking ပြောလို့ရှိရင်လေဘာလို့ဘာသာမပြန်ခိုင်းတာလဲပေါ့နော်ဘာသာပြန်မြို့ speaking ပြောရမှတ်တက်ကဘာလို့မကောင်းလို့ပြောရလဲပေါ့နော်တကယ်လို့ကိုကဘာသာမပြန်ရဘူးဒီတိုင်းမပြောရမယ်ဆိုရင်ဘလူနီးနဲ့နေတုံးလို့ရလဲပေါ့အဲ့တော့ဒီနေ့ video မှာအဲ့ဒါကိုပြောပြအောင်ပါပေါ့နော်အဲ့တော့အများစုကတကယ်ဒီဘာသာပြန်ပြီးတော့တည်ချင်းကြတဲ့ method ကမြန်မာနိုင်ငံမှာရန်တွင်ကျဲပေါ့နော်ဟို class တော်တော်များများမှာလည်း အခုထိအသုံးပြုကြရတဲ့မှာပါတယ်ပေါ့အဲ့တော့ဟိုအဲ့ဒါဆိုရင်ဘာလို့အဲ့ဒါ ਈ ကိုဟိုမသုံးမဲနဲ့ရှားနေတဲ့ပြောင်းသုံးပါလို့ပြောရလဲပေါ့နော်အဓိကကတော့ဟိုအမားတွေပေါ့နော်အမားတွေအများကြီးထွက်လာနိုင်တယ်သူတစ်ပြည့်အဲ့လိုမားတွေဘာမှတွေ့ရလဲဆိုခြေကန်အကြောင်းသားတွေမှတွေ့ရပေါ့နော်ဟိုမှာ teacher example ဟိုလုံးဝလွယ်တဲ့ basic example တစ်ခုပေးမယ်ဆိုရင်ဒါပေါ့မြန်မာလူတစ်ချက်တွေ့လိုက်တယ်ဟိုတငယ်ချင်းနဲ့ online ပေါ်မှာ စကားပြောကြတယ်ဆိုရင် ကျောင်းသားအရောက်တော့မြန်မာပြောရင်တကင်းချင်းဆိုတော့ friend နဲ့ဆိုတော့ with အော်ပြီးတော့ तू ကပြောရဆိုအာကိုကပြောရဆို I ပြီးရင်စကားပြောရဆိုတော့ talk အဲ့တော့ I talk with my friends ပေါ့ပြီးရင် online မှာဆိုတော့ on online ဆိုပြီးတော့အဲ့လိုမျိုးဘာသာပြန်ပြီးတော့ပြောလာတယ်ဒါပေမဲ့တကယ်က online မှာဟိုက preposition ကပါပြီးတော့ကွာ on တက်တဲ့ဆရာမလို့တော့ဒါပေမဲ့ तू ကဘာသာပြန်ပြီးပြောတဲ့အခါကျတော့လीအဲ့ဒါကိုပြန်ပြီးတော့သုံးမိနေရမှာပေါ့ဒါပေမဲ့အဲ့လိုမျိုး အမားတွေကဘာလို့ဖြစ်လဲဆိုဦးနာလို့ပေါ့နော်စလုံးတစ်လုံးကိုသူ့ရဲ့ usage တွေသူ့သူ့ရဲ့နောက်ွယ်ရဟာတွေဘာမှမမှတ်ပဲနဲ့ job အလုပ် get up အရာထားရပါနဲ့အဲ့ဒီမှတ်လိုက်တဲ့အခါမျိုးမှာဘာဖြစ်သွားလဲဆိုရင်ကိုယ့်ရဲ့ memory မှာလေအဲ့ဒါပဲကျန်ခဲ့ရပြီနောက်ဆုံးမှာအဲ့တော့ကိုယ်ဒီစလုံးကိုဒါပဲမှတ်မိရောဒါပဲထင်ပြီးပြန်သုံးတဲ့အခါမျိုးမှာအခြား context တွေမှာသွားသုံးမိရင်အမှားတွေဖြစ်သွားတာလို့ဟိုကိုပြောချင်တဲ့ meaning ကမှားသွားတာလို့ပါလို့ဖြစ်လာနိုင်တယ်ပေါ့နော်ဒါတချို့ကပြောသွားတဲ့ example တစ်ခုကဒါအယူရှင်းဆုံးပဲရှိတယ်အဲ့ထက်မှားတာရှိသေးရပေါ့နောက်တစ်ခုကျတော့ language ရဲ့ ဟို logical မဖြစ်တော့ပါဘောနော်ကိုယ့်ရဲ့ speaking ကလေဟိုတကယ် native speaker တွေပြောလို့မရှိရဲ့ sentence မျိုးတွေယူဟိုဟိုပြောနေမိရမျိုးဘောနော်ဥပမာထားပါဦးတခါကျရင်ဟို excited စိတ်လှုပ်ရှားရဲဆိုပြီးကိုကမှတ်ထားရွာဟိုမြန်မာလို equal to မြန်မာလို meaning မှတ်ထားရဲဘောနော်အာပြီးလည်းပြီးတော့အဲ့နက်ဖန် interview ဖြေရမှာမို့လို့စိတ်လှုပ်ရှားနေရဲနက်ဖန်စောင့်ဝဲဖြေရမှာမို့လို့စိတ်လှုပ်ရှားနေဆိုရင် I am excited because I have an exam so wow ဘောနော်ဆို excited ဆိုရဲ့ စလုံးက positive စလုံးပေါ့နော် ပြောချင်တာသူက good news တွေဥမာခီးသွားမှာတို့ပါအဲ့လိုမျိုးပျော်စရာကိစ္စတွေတို့ကဂျူတွေးပြီးတော့ excited ဖြစ်မှာပဲတုံးလားဆောင်းမွေးတို့ interview မှာဆက်လှူရှာတာကြောင့် nervous နဲ့တုံးတယ်ဒါပေမဲ့အဲ့လိုကိုက excited equal to ဆက်လှူရှာပါသည်လို့မှတ်ထားရင်ကွာအဲ့လိုမျိုးအနောက်ကဟာတွေမသိတော့ဘူးကွာ connotation တွေပါအဲ့တော့ကိုပြောလိုက်တဲ့စလုံးကြီးကဟိုနားလည်မှုလွဲနိုင်တယ်ဟိုပို့ပြီးတော့ဟို ချုပ်ထွေးမှုတွေဖြစ်နိုင်တယ်ပေါ့နော် communication မှာအဲ့တော့အဲ့ဒါဆိုရင်ဘယ်လို speaking လေ့ကျင့်မလဲပေါ့နော်ဘလုံးဝဘာသာမပြင်မင်းနဲ့ပေါ့နော်အဲ့ဒီတော့ topic တစ်ခုပြောရမယ်ဆိုရင်ဘာတွေလို့လဲဆိုတာစဉ်းစားမယ်ပေါ့နော်နံပါတ်1ဆိုတော့ vocabulary တိကျပေါ့လို့မယ် now ဒီ topic နဲ့ဆိုင်တဲ့ grammar လို့မယ်ပေါ့နော်အဲ့အဲ့ဒီ grammar နဲ့ vocabulary ကိုလေအရင်ဖြည့်ပြီးရအောင် ဟိုတရက်ဒီမှာ topic example လေးနဲ့ပြမယ်ပေါ့နော်ဟိုစာဘယ်လိုခွဲလုပ်လဲဆိုရဟာအများဆုံးဖြစ်တဲ့ရအခြေခံ level ဆိုရင်တော့လေဟို course book တစ်ခုခုကိုတုံးခိုင်းတာမရဘူးဟို YouTube video တွေဆိုရင်တို့ level အတွက်ထုတ်ဟိုတရားလုပ်ပြီးတာ YouTube video တွေပေါ့နော် presentation ကောင်းတဲ့ YouTube video တွေရှိတယ်အဲ့လိုမျိုးတွေကိုကြည့်ရပို့အားပေးရပေါ့နော်အဲ့တော့ထားပါဦးတရက်တနေ့တာမနက်ကနေညထိပေါ့နော်ဘာလုပ်တယ်ဘာလုပ်တယ်ဆိုရင်ကိုယ့်ရဲ့ routine ကိုပြောရမယ်ပေါ့နော်အဲ့ဒါဆိုရင် အဲ့ဒီဟာအအောင်မြင် speaking ပြောနိုင်မှုဘာတွေလုပ်မလဲပေါ့နော်အဲ podcast ဘာလုပ်မလဲဆိုတာအဲ့ဒီနေ့တာအဲ့ရထားတာလို့ဒီဟိုမနက်ဆာဆာတာနေ့နေ့ဆာဆာတာလုတ်သွားတာလုတ်ပြန်လာအဲ့ဒါမျိုးတွေအတွက် birthday လုပ်မယ်ကွာအဲ့ဆိုရင်ဒီလိုသူ့ကိုဟို get up အဲ့ရထားသေးလို့မသိတော့ဘာပြလိုက်လဲဆိုရင်သူ့အဲ့ဒီ daily routine နဲ့ပတ်သက်တဲ့ပုံပေါ့နော်ပုံလေးပြလိုက်တာကွာဟိုမှာ get up ဆိုရင်ဟိုပုံထဲမှာ ောင်းလေးရက်ဒီအိရာတွေကနေထနေပုံလေးပေါ့အဲ့ဒါကိုဘာလို့ခေါ်လဲ visual memory လို့ခေါ်ရဲဟိုဓာတ်ပုံ photographic memory နဲ့စလုံးနဲ့တွဲပြီးတော့မှတ်တာပေါ့နော်အဲ့ဒါဆိုရင်ကိုကတခုပြောရမယ်လေခေါင်းထဲမှာအဲ့ဒီပုံရိပ်တွေကိုတွဲလိုက်တာနဲ့ကွာဟိုဒါ get up ပဲဆိုပြီးတန်းပေါ်လာမျိုးပေါ့နော်ဟိုအိရာထကိုကတွဲပြီးတော့မှကွာ get up ကိုသွားစရာမလိုတော့ visual memory နဲ့ english word နဲ့ပန်းပြီးတော့တွဲပြီးတော့မှတ်လိုက်တာပေါ့နော်ဥပမာဒီဟိုအစင်လိုက်လေးပေါ့မစတာ ို go to work ဆိုရင်လည်းကွာတခြားဟို bus ကားပေါ်မှာ तू 8လေးအဲ့လိုမျိုးတင်ထားတဲ့ပုံလေးကိုပြလိုက်ဟိုအဲ့ဆိုဒါ go to work ပေါ့နော်အဲ့လိုမျိုးတည်သွားတယ် now have lunch ဆိုလည်းအဲ့လိုမျိုးပဲတခြားသူ့ကိုအစားတောက်စားနေပုံလေးပြလိုက်မယ် now ပုံထဲမှာအဲ့လိုနိုင်ယူ7နိုင်ယူ7နိုင်ယူလို့ချုံနေနိုင်ယူပုံလေးနဲ့တွဲပြမယ်ပေါ့နော်ဟိုအဲ့ဆိုဒါအာဒါဆိုရင်အဲ့ဒါ lunch ပဲဆိုပြောလေဟို lunch နေ့လယ်စားပါဆိုရင်မလေးမှတ်စရာမလိုဘူးကွာဟို photos or visuals နဲ့ pocket နဲ့ကိုတွဲပြီးတော့ ဲ့လိုမျိုးတခြားဒီ A1 level ရဲ့လောက်ဆိုရင်ဒါ vocabulary ရှစ်လုံးလောက်သိနေပေါ့နော်အဲ့လိုမျိုး get up တို့ have lunch တို့ have dinner တို့ဟို go to work တို့ start work တို့ what you know အပြီးတော့ဤသူက boss ကြီးတီးသွားပြီဆိုရင် vocabulary မှာဘာလုပ်မလဲဆိုလေသူအချိန်ကြီးပြောမယ်မှန်လားဟို benefit မှာဘာလုပ်ပါရဲ့ဆိုရဲ time ကိုပြောရအောင်ဆိုတော့လေသူ8 to tell the time ဘောနော်အချိန်ယူတခြားပေါ်ပြရတဲ့ဖို့လိုလာပြီပါအဲဆိုတဲ့တခြားအေး3နာရီခွဲဆိုရင် half past 3တို့ခေါ်ရပါမသိတော့ဘူးပါသူ့နာရီပုံနဲ့လေအဲ့ဒီ half past 3ကိုပါတော့တွဲပြီးတော့ပြရဥမာဒါဆိုရင်ဒီပုံဆိုရင်ဘယ်လိုပြောမှလဲ ဟိုအားဆိုတာ quarter to 10ဟို half past 3တို့ပါအဲ့လိုမျိုးပေါ့နော်ဟိုမြန်မာလိုဂျားမှာဂျားခန်နေနဲ့မသုံးတော့ဘူးပါဟိုဒီ나이유တွေ့ရနဲ့ vocabulary တိုင်းပြီးတော့တတိယအောင်လေအဲ့လိုမျိုး photos နဲ့ပဲမှတ်တယ်ပေါ့နော်အဲ့ညမှာမြန်မာလိုမှတ်တယ်လို့ဆိုဘယ်လိုဖြစ်လဲဆိုတော့나이유ကြည့်တတ်တယ်ဟို나이유3나이ခွဲ3나이ခွဲဆိုတော့ half past 3ဆိုအမှ2ဝ process ကပြီဟိုချင်းချင်းမပြောနိုင်တော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်မဲ့ဖြစ်မှာဆိုစပြီးမှတ်ခဲ့ရကွာလုံးဝမြန်မာလိုမသုံးဘူးဒီ photo ကိုကြည့်ပြီဒီတဲမှာဒီ photo ကိုပါလဲ ဟို9:00မှာအဲ့လိုတဝက်ဖြစ်နေအဲ့ဒါ half အပြင် half past 3ပေါ့နော်အဲ့လိုနိုင်ယူကြည့်ပြီးတော့ English လို့တခါတယ်မှတ်မယ်ပေါ့နော်ပုံနဲ့တွေ့ပြီးတော့မှတ်မယ်ပေါ့အဲ့မှာဆိုချက်သူ့နိုင်လေးရင်တက်လိုက်မယ်ပေါ့အဲ့မှာဟို9 o'clock လို့ပေါ့ပြီးရင် time ဆိုရင် preposition at နဲ့တွဲသုံးနေဆိုပြီးတင်လိုက်အဲ့ဆိုသူက vocab လေးရပါပြီ time လေးရပါပြီအဲ့ဆိုဘာပဲကျွန်တော် grammar ပဲကျွန်တော် grammar က routine ဆိုရတဲ့ကြီးသူ့နေ့တိုင်းလုပ်တဲ့သူ့ရဲ့ habits တွေအဲ့ဆိုချက်ဘာတင်လဲဆို present simple တင်တယ် repeated symbol ma form ni vai de chin ma bon no pii yin tu de i blank at blank so we pay like da wa also, the speaking to book ပြောရခါကျရင်သူတင်ထားတဲ့ vocab the pattern table. ထဲမှာထည့်ပြောအောင်မယ်။ဟိုမှာ I get up at half past 6. I have breakfast at 9 o'clock အဲ့လိုမျိုးလေးထည့်ပြီးပြောရုံပဲအဲ့ဒါသူတို့လွဲရွာရွာ sentence တခုပြောခဲ့နေရောကွာမြန်မာလိုလိုက်စဉ်းစားနေကြမလို့တော့ဘူးသူတင်ထားတဲ့ vocabulary ပုံ time expression ပုံထဲမှာဒီ grammar pattern ထဲမှာထည့်ပြီးပြောရုံပဲပေါ့နော်အဲ့လိုမျိုးကို conversation pattern စီ visualization တွေတုံးပြီးတော့ speaking ကိုလေ့ကျင့်လို့ရတယ်ပေါ့နော်မြန်မာလိုလုံးဝသုံးစရာမလိုဘူးပေါ့နောက်ဒါတခြားခုပြလိုက်တဲ့ topic က routine ပေါ့နော်နောက်ထပ် topic ကို exam ပြမယ်ပေါ့ဥပမာကိုက ဟို hack page ပဲပေါ့နော်အကိုကနေတယ်စာပါရေးစားလိုက်တယ်မနေ့စာပါရေးစားလိုက်တယ်ဆိုတော့သူများကပြပြချင်းနေကွာဒါဆိုတော့ဒီ event လေးပဲမတင်နေဟာပေါ့အဲ့ဆိုတော့ vocabulary ကဘာလို့မလဲဆိုတော့စားတော့လीစားတာပြောဆိုတော့စားတော့ကိုဘယ်လိုခေါ်လဲဆိုတော့သူသိဖို့လိုပဲလीအဲ့ဆိုတော့ဒီချောဒီနွားနို့တို့ပါမုတ်တို့ပါတို့မြန်မာလိုပြန်ပြီးတင်ပြီးတော့သူပုံပြလိုက်တာကွာဟိုမှာဒါဆိုရင်ဒါ milk ဒါဆိုရင် bread ဒါဆိုရင် meet ပါညာအဲ့လိုတခါရပြလိုက်တာပြီးရင် vocab ကိုသင်ရင်းနဲ့တန်ထွက်ပါတခါရသင်မယ်ပြီးရင် countable and countable grammar မှာဆိုပါတင်လဲဆိုရွှေဒီမှာ countable and countable nouns သင်တယ်ဟိုမှာ meet ဆိုရင် countable အဲ့ဆို article by ထည့်စရာမလိုဘူးဟိုဒါပေမဲ့ apples တူပါဆိုရင် countable အဲ့တော့ a ထည့်ရင်ထည့်မလား an ထည့်ရင်ထည့်မလားမဟုတ်ရင် ses ထည့်မလားမ i have an apple လို့ပြောမလားဒါမှမဟုတ် i have apples လို့ပြောမလားအဲ့အမျိုးကြီးသင်တယ်ပေါ့နော်အဲ့တော့သူကအစားအသောက်နဲ့ပတ်သက်တဲ့ vocab ပြသွားပြီဆိုရင် dishwasher present simple မှာသူကလာတာ buff လို့မယ်လေအဲ့တော့အဲ့စားရဆိုဘာ buff နဲ့ပတ်သက်တဲ့ vocabulary တွေသင်တယ်အစားရဆိုညမှာ have သုံးလို့မလားဥမာ have ဆိုရင် drink ဆိုရရတယ်ရေလည်းရရဖက်လည်းရရပေါ့ eat ဆိုရင်တော့အဖက်ပဲရမယ်ဟို drink ဆိုရင်တော့ရေပဲရမယ်ပေါ့နော်အဲ့လိုမျိုးသူ့ကို buff ပါတင်လိုက်တယ်ပါပြီးွားလို့ရှိရင်ဘာချက်တင်လို့ရလဲဆိုရင်သူ့ရဲ့ habit ဆိုပြီးတော့လူတယောက်ကဆိုတော့နေ့တိုင်းဒါရွေးစားနေမှမျိုးမဟုတ်ဘူးလေဟို 9ရက်လောက်မှာတော့ထားစားမယ်ကျနေ့နှစ်မှာတော့ခြားစားမယ်အဲ့လိုမျိုးရှိမှာပဲလေဟိုသူက frequency adverse of frequency ဘာကျော် grammar မှာထည့်တင်လို့ရတယ် always to usually or sometimes တွေပေါ့သူတင်လိုက်မယ်ပေါ့အဲ့ဆိုသူက grammar လည်းရပြီ podcast တွေလည်းရပြီလို့ကျ speaking ပြောလို့ရှိရင်သူ့မှာ pattern ရှိပါတယ်ဟိုမှာ i လာမယ်ခြားထဲမှာ adverse of frequency လာမယ်ပြီးရင်သူ့ရဲ့ buff လာမယ် have လာ eat လာ drink လာအာပြီးရင်သူဘာစားရဲဆိုရဲ့ အစားအသောက် food လာမယ်ပေါ့နော်ပြီးရင်ဘယ်ချိန်မှစားရတယ်ဆိုတော့ for နဲ့ပေါ့ for blank for breakfast or for lunch လာတော့အဲ့ဒီ pattern သူ့ပေးလိုက်တာအဲ့ဒါဆိုတော့ပြောရခါကြရင်ဒီခါ I usually have a cup of milk for breakfast ဆိုပြီးအဲ့ဒီထဲမှာတန်းထည့်ပြီးပြောရုံနဲ့ သူမှတ်ထားတဲ့ grammar ကြီးပေါ့ခက်ပြီးလို့ပါဟိုဘာတော့မှမလဲဆိုတခုချင်းညီလိုက်ပြီးလို့လေဖတ်တပြန်နေစရာမလိုတော့ဘူးပေါ့နော်အဲ့တော့ကိုကအဲ့လိုမျိုး speaking topic တခုပြောဖို့ဆိုတာဒီမြမလူပြန်ယုံနဲ့မရဘူးပေါ့နော်ဒီအနောက်ွယ်ရာ vocabulary တွေသုံးရမယ့် vocabulary grammar တွေ visualization or meaning နဲ့လို့တွဲမှတ်ထားပြီးတော့မှပဲပြောလို့ရတယ်ပေါ့နော်အဲ့ကြောင့်ကိုကဟို speaking improve ဖြစ်ချင်တယ် စဉ်းစားဆရာမလို့ပဲနေလေတရော့တော့တွေ့လိုက်တာနဲ့ပြောပြောထွက်ဖို့ဆိုရင်ကိုယ့်ရဲ့ခေါင်းထဲမှာအဲ့လိုပုံတစ်ခုတွေ့လိုက်တာနဲ့ပေါ်ကပ်ကကိုယ့်စီရောက်လာဖို့ဆိုရင်မှတ်ခရရလေ visual memory photographic memory နဲ့ဒီလိုမျိုးလေးမှတ်လို့ရတယ်ပေါ့အဲ့တော့ကိုယ်ဘာပဲမှတ်မှတ်ဟို ပုံနဲ့ describe လုပ်လို့ရပေါ့ကပ်ဆိုတာဟိုပုံနဲ့တွဲမှတ်ရမယ်ပေါ့နော်အဲ့ဒါကလေဟိုဒီကုတကကိုယ့်ကိုလိုက်ရှာနေကြမလို့အချို့ ဟိုဒီ level ဒီ level ထောက်ထား cost book တော်တော်များများလေးသူကပုံကျောင်းသားပုံတိတင်နေပုံတိမှ meaning တိမယ်လို့ယူဆအောင်ကွာသူတခိုင်းထည့်တာပြီးသားထည့်ပေးထားပြီးသားပုံလေးအာဒီအဲ့ဒါလေးကိုပြပြီးကွာလေ့ကျင့်ရုံပဲပေါ့နော်အဲ့လိုမျိုးလေးကွာ practice လုပ်လို့ရတယ်ပေါ့အဲ့တော့သူ့ရဲ့ speaking ပြောတဲ့ခါကျပို့ပြီးတော့တွတ်သွားပြီပေါ့နော်ဟိုတလုံးချင်းလိုက်ပြီးတော့စဉ်းစားနေစရာမလိုတော့ဘူးပေါ့နော်အဲ့လိုမျိုးလေးလေ့ကျင့်လို့ရတယ်အဲ့တော့ကိုကအခြေခံ level မှာ speaking လေ့ကျင့်တော့မယ်ဆိုရင်ဟို topic တစ်ခုမှာကိုကမပြောနိုင်ဘူးဘာပြောရမလဲမသိဘူးဆိုရင်ပြဿနာလေးကိုကမှဘာတော့မလဲဆိုတော့ vocabulary မရှိလို့လည်းဖြစ်နိုင်တယ် grammar မသိရသေးလို့ဟောမရှိလို့လည်းဖြစ်နိုင်တယ်အဲ့တော့အဲ့ဒါလေးကိုကအရင်ရအောင်လုပ်ပါတယ်ပြီးတော့မှအဲ့ကိုသင်ထားတဲ့ vocabulary grammar ပေါင်းပြီးတော့လေ speaking ပြောရမှာမျိုးပေါ့နော်အဲ့လိုမဟုတ်ဘဲနဲ့ မြန်မာလိုမှတ်ပြီးပြောရဲခါကြောက်ရှင်တကယ်ဗီဒီယိုထိတ်ဆုံးမှပြောရတယ်လေဟို errors တွေပေါ့နော်အဲ့ဒါမျိုးအရင်အများကြီးဖြစ်နိုင်ဟိုဥမာကိုကတငယ်ချင်းနဲ့ online မှာစကားပြောရဲဆို we are talking on online ဆိုပြီးတော့ online မှာဆိုတော့မာဆိုတော့ on online ဆို online ဆို on online ဆိုအဲ့မှာမှာပါတကယ် online မှာ on the meaning ပါပြီးသားလေ on text ရအောင်လို့ပြောပေါ့နော်အဲ့လိုမျိုးပေါ့နော်ဟိုမိခင်ဘာသာစကားနေတဲ့ဘာသာပြန်တဲ့ခါမျိုးမှာစလုံးနေအပေါ်တွေပါသွားတာအားလို့ ကိုပြောချင်တဲ့ meaning နဲ့တကယ် language ကမြင်နေလွဲသွားတာပါပေါ့အဲ့လိုမျိုးဖြစ်နိုင်နေပေါ့နော်အဲ့တော့ကိုက English to English ပဲစလုံးနဲ့နဲ့မှတ်မလားဒီလို visual နဲ့မှတ်မလား pattern slight fixed expression လို့ခေါ်ရပေါ့နော်ဒီရှုံနာပြောလိုက်တဲ့ I have to ဟောအဲ့ဒါမျိုးလေးနဲ့မှတ်မှာပေါ့နော်အဲ့လိုမျိုးလေးလေ့ရှင်းလို့ရတယ်အဲ့တော့မှကိုကတခုပြောရမယ်ဆိုဒီ patterns ကကိုယ့်အကောင့်ထဲမှာတစ်ခါတည်းပေါ်လာတော့လေကို speaking ပြောအဲ့ဒါလေးကိုသုံးပြီးတော့ပြောရုံပဲပို့ပြီးတော့ speaking ပြောတာတတ်လာတယ်နောက်ဒီအဲ့လိုမှတ်တဲ့ခါကျတော့လေဟို သွေးဆရာလိုက်သွေးဆရာမျိုးတော့ကွာ speaking တစ်ခုပြောရမယ်ဆိုရင်အခုချိန်မှာ patterns က memorize ဖြစ်သွားတော့လေဒါခါရဲဟိုဒါပြောရမှာစောင်းပြစက်ကအလိုလို I get it ဆိုတန်ထွက်လာမှီပေါ့နော်အဲ့လိုမျိုးလေးမှတ်လို့ရတယ်ပေါ့နော်အဲ့လိုဒီ second language english သင်တာလေဟို first language မြန်မာစကားသင်လို့ရပဲ ငငယ်တော့သူငယ်တန်းတို့ပါလို့ဆိုမြန်မာစာသင်လေပုံလေးနေပြောက်ပြီးမမောင်ကအရာထားနေတယ်လို့မမောင်ကြောင်းသွားနေတယ်လို့ပြောလို့သင်တယ်မလားအဲ့ဒီပုံစံနဲ့ပဲမှတ်ရမှာကွာ so second language ကိုလေအဲ့တော့ဟိုအခြားကိုယ့်ရဲ့မိခင်ဘာသာစကားနဲ့သွားချိန်နေစရာမလိုဘူးပေါ့နော်ဒါခါလေဓာတ်ပုံလေးဟို pictures လေးနေအဲ့လိုမျိုးတွေ့ပြီးတော့ vocab ကိုမှတ်လို့ရတယ်ပြီးရင်အဲ့အဲ့ဒီ pictures memory ကိုပဲသုံးပြီးတော့ speaking ပြောတဲ့အခါမှာပြန်လေ့ကျင့်လို့ရတယ်ပေါ့နော် so that's all about how you can practice without translation